ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့အာဟာရလည်းရှိပြီးတော့လူလူကူကူနဲ့လှုပ်လို့ရတဲ့ပန်ကိတ်လုံးလေးကိုလမ်းမြောက်ပေးတာပါပြီးရင်ဆုံးတော့ဗကန်တစ်လုံးနဲ့ကိုကျုပ်နှလုံးဖောက်ထည့်ထားလိုက်ပါမယ်ပြီးရင်တော့ဗကန်အကြီးရဲ့ကိုလှည့်ထည့်ပြီးတော့မှအချို့အတွက်တကြားသုံးဆွန်းထည့်ပါမယ်ပြီးရင်တော့အရသာလေးအတွက်စားလေးနဲ့နဲ့ထည့်ပါမယ်ကျုပ်ဦးရင်းနဲ့တကြားရီအားလုံးပြုတ်ဝင်သွားအောင်လို့တည်တည်ရှိရှာလေးခလုတ်ထားပြီးလိုက်ပါမယ်တကြားရီစားရီတခြားလေးကြည်သွားရဲ့ဒီပေါ်နော် အထွေထွေသုံးချုံမုံကို150ဂရမ်သုံးပါမယ်။ဟင်းခက်စွန်ကြီးနဲ့ဆိုရင်တော့300ဆုံးမောင်လောက်ရှိပါတယ်။ဘေကင်းပေါင်ဒါလေးကိုလည်းလက်ဖက်စာစွန်နဲ့တစွန်းစာထည့်ပါမယ်။ဂျုံမုံတွေအခဲမဖြစ်နေအောင်လို့သူတို့ကစကားလေးနဲ့အောက်ကိုစစ်ချရပြလိုက်ပါမယ်။ဒီလိုလေးကြတော့မုတ်သားလေးကချွတ်ချွတ်ညံ့ညံ့လေးရရပေါ့နော်။ကဲသူတို့ပြပြဆိုတာနဲ့ကြုံနဲ့အားလုံးသမတ်သွားအောင်လုံးမှုထားလိုက်ပါမယ်။နွားနို့ကိုတော့300 ml ထည့်ထားပါရဲ့။ C ကိုတော့ထမင်းစားစွန်းနဲ့ဒဇွန်ထည့်ပါရယ်ဒီနေရာမှာထောဘက်ကိုလည်းအစားထိုးပြီးတော့ထည့်လို့ရပါတယ်သူတို့ဗန်နီလာနတ်မွေးလေးရှိရင်လည်းထည့်လို့ရပါတယ်သူကအိမ်မှာအဆင်သင့်မရှိနေရနဲ့မထည့်လိုက်တာပေါ့နော်ပြီးတာနဲ့အားလုံးသမတ်သွားအောင်မွေးပြီးတော့မုတ်သားလေးလုံးဝချောညက်သွားတဲ့အထိမွေးပေးပါမယ်ပြီးရင်တော့15မိနစ်လောက်နှက်ထားလိုက်ပါမယ်ကဲဆိုတော့15မိနစ်ပြည်တာနဲ့ဒီလိုမျိုးမကတ်တဲ့ဦးထဲမှာစီလေးနည်းနည်းတုပ်ပြီးတော့မှမုတ်လေးတွေကိုတစ်ခုစာထည့်ပေးပါမယ်။မီးအားကိုတော့လုံးဝနည်းနည်းလေးနဲ့ပဲကြော်ပေးရပါမယ်။ မီးအပြင်းလိုက်မယ်ဆိုလို့ရှိရင်သူတို့အပြင်ကတော့ကြက်ပြီးတော့အတွင်းထဲကဂျုံသားတွေကမကြက်တာမျိုးဖြစ်တတ်ပါတယ်။ကဲသူတို့တစ်ဖက်ကကြက်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပေးပြီးတော့မှစိတ်ရှိလက်ရှိလေးနဲ့ပဲကြော်တော့ပြပါမယ်။နှစ်ဖက်စလုံးတေချာလေးကြက်သွားပြီဆိုရင်တော့သူတို့မုံလေးရရသွားပါပြီ။ ကဲဆိုတော့နောက်တစ်ခုထပ်ပြီးတော့ကြော်လိုက်ပါမယ်။မီးယားကိုအ ਨੇ ဆုံးလေးနဲ့ပဲတစ်ဖက်ကကြက်ပြီးဆိုတော့မှဆိုတော့နောက်တစ်ဖက်ကိုလှန်ပေးပါမယ်။ဒီမုတ်လေးရဆိုလို့ရှိရင်အတွင်းသားလေးကအီအီလေးနဲ့အဟာရလည်းရှိပြီးတော့လောက်ရလည်းအရန်လွယ်ကူတာမလို့ဒါလေးတွေကိုကိုယ်အင်ကသသားမိမိလေးတွေကိုလောက်ကြွေးကြည့်ပါနော်။ ဒီမုံလေးကိုပြားရည်လေးနဲ့စားရင်တော့အရန်ကိုလိုက်ဖက်ပါတယ်လက်ဖက်ရည်ရောကော်ဖီရောနဲ့လည်းတွဲပြီးတော့စားလို့ရပါတယ်ကဲဆီးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တော်ဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ